ားလုံးပဲမင်္ဂလာပါရှင်။ခစ်တက်မန္တလေးသတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပြည်သူများအားနေစဉ်ဖုန်ကျဲတက်ဖြတ်နေသောစစ်ကောင်ဆောင်မြောင်လိုင်းကနိုင်ငံကိုဒုက္ခရောက်အောင်မလုပ်ကြရန်တော်လှန်ရေးတပ်ဖွဲ့များအားတိုက်တွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။တော်လန်ရေးတပ်ဖွဲ့များမှသက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်နိုင်ငံကိုဒုက္ခရောက်အောင်မလုပ်ကြရန်နှင့်တိုင်းပြည်ကောင်းအောင်လုပ်ကြရန် ပြည်သူတို့အားနေစဉ်ဖုံးကျဲတက်ဖြတ်နေသော အာနာသိန်းစစ်ကောင်ဆောင်မြောင်းလိုင်းကပြောဆိုပါရယ်စစ်ကောင်ဆောင်မြောင်းလိုင်းသည်ယနေ့ကြရောက်သည့် NCA 7နှစ်ပြည့်အခမ်းအနားမိန်ကွန်းတွင်တော်လှန်ရေးတပ်ဖွဲ့များမှတာဝန်ရှိပုဂ္ဂိုလ်များအားပြောကြားခဲ့ခြင်းဖြစ်ပါရယ်ပြောကျင်နာကသက်ဆိုင်သူပုဂ္ဂိုလ်များတကယ်ပြည်တော်စုအကျိုးအတွက်တိုင်းသားပြည်သူလူထုရဲ့အကျိုးကိုနိုင်ငံတော်ရဲ့အကျိုးကိုကြည့်ပြီးတော့ဆောင်ရွက်ပေးချဖို့အတွက်တိုက်တွန်းလိုပါရယ်ကျွန်တော်အလေးနဲ့ထားပြီးပြောပါရစေကျွန်တော်တို့ရဲ့နိုင်ငံကိုဒုက္ခရောက်အောင်တော့မလုပ်ကြဘူးကျွန်တော်ပြောချင်ပါရယ် တိုင်းပြည်ကောင်းအောင်လုပ်ကြဖို့ပူးပေါင်းဆောင်ရွက်ပေးကြဖို့လည်းပြောလိုပါတယ်။ကျွန်တော်အနေနဲ့တိုင်းပြည်ကောင်းဖို့အတွက်လုပ်မယ်ဆိုလို့ရှိရင်အမြဲတမ်းအစဉ်တည်းရှိတယ်လို့ပြောချင်ပါတယ်ဟုမင်းအောင်လိုင်ကပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ NCA လမ်းကြောင်းမှာဆယ်နှစ်ပြည့်သို့ရောက်ရှိလာတော့လေလက်နက်ကင်ပြိပခါများမှရက်ထန့်သွားခြင်းမရှိဘဲဆက်လက်ရှိနေသည့်အတွက် NCA လုပ်ငန်းစဉ်များမှနောက်ကျနေကြောင်းမင်းအောင်လိုင်ကဆက်လက်ပြောဆိုပါတယ်။ကျွန်တော်တို့အခုငြိမ်းချမ်းရေးဆယ်နှစ်ပြည့်လုပ်တဲ့အမှန်ကဒီဟာအကောင့်ထဲပို့နိုင်ဖို့ကကျွန်တော်တို့နောက်ကျနေပါပြီ။ ဒီဆယ်နှစ်အတွင်းမှာလည်းပထမ၅နှစ်ကငင်းချမ်းရင်းညီလာခံလုပ်ပြီးတော့အကြောင်းမျိုးမျိုးနဲ့ဆက်လက်အကောင့်ထဲဖွင့်နိုင်ဖို့ကြံခဲ့တာပေါ့ကျွန်တော်တို့တာဝန်ယူတဲ့ကာလကြတော့လေပြောရရင်တက်မတော်နေမှုလို့မလုံနိုင်ဘူးဆိုတဲ့ဟာပြောကြပါရယ်တက်မတော်လေဒီ NCA ထဲမှာလက်မှတ်ရေးထိုးထားပါရယ်ကျွန်တော်ကိုယ်တိုင်လက်မှတ်ရေးထိုးထားပါရယ်ကျွန်တော်တို့ပေးထားတဲ့ခရီးကိုဘယ်တော့မှမဖြတ်ဘူးကျွန်တော်ပြောတဲ့စကားကိုလည်းမဖြတ်ဘူးကျွန်တော်တို့သာစောစောစီစီ NCA လမ်းကိုသွားကြမယ်ဆိုရင်ဒီနေ့မှငင်းချမ်းရေးကိုအကောင့်ထဲပေါ်နေပြီဖြစ်ပါတယ်ဟုမင်းအောင်လိုင်ကဆိုပါတယ် စစ်ကောင်ဆောင်မြောက်လိုင်းက NCA ကတိကိုမချိုးဖောက်ဟုပြောဆိုထားတော့လေ2021ခုနှစ်ဖေဖော်ဝါရီလအာဏာသိမ်းပြီးကတည်းက NCA စာချုပ်တီပြည့်ပြည့်သွားပြီဖြစ်ကြောင်း KNU အပါဝင်တိုင်းသားတော်လှန်ရေးတပ်ဖွဲ့များကပြောဆိုထားကြပါတယ်။စစ်အာဏာသိမ်းမှုသည် NCA စာချုပ်၏အနှစ်သာရအခြေခံမှုများနှင့်ရီမှန်ချက်များကိုပြောင်ပြောင်တင်းတင်းချက်စီးလိုက်ပြီးဖြစ်ပြီး NCA အကောင့်ထည့်ဖော်မှုလုပ်ငန်းစဉ်လည်းရပ်ဆိုင်သွားကစက်ကူစုပ်တစ်ခုအဖြစ်သို့ရောက်ရှိသွားပြီးဟုတော်လှန်ရေးတပ်ဖွဲ့ KNU CNF, ABSDF, PNLO, NNSP တွေ LDU တို့ကပြောဆိုထားပါတယ်။ထို့ကြောင့်စေအုပ်စု၏ဟန်ပြလုပ်ငန်းစဉ်များတွင်ပါဝင်ခြင်းသည်မြန်မာနိုင်ငံနှင့်ဒေသတွင်းမတူညီမှုကိုဖန်တီးနေသည့်စေအုပ်စုကိုထောက်ခံရကြသည့်အတွက် NCA စနစ်ပြည့်အခမ်းအနားသို့မတက်ရောက်ခြင်းဖြင့်ပြည်သူလူထုနှင့်အတူယက်တီကြောင်ပြသကြရန် UN, ASEAN နှင့်နိုင်ငံတကာတန်တမန်များအား NCA ကိုလက်မှတ်ကိုယ်တိုင်ရေးထိုးခဲ့သည့်တော်လှန်ရေးအဖွဲ့အစည်းများမှလေးစားစွာဖြင့်တိုက်တွန်းထားကြပါသည်။ ရှင်ပြင်ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်းဖျက်သိမ်းထားသည့်အတွက်စစ်ကောင်စီအနေဖြင့်ရွေးကောက်ပွဲအားကျင်းပခွင့်မရှိကြောင်းနှင့်ပြည်သူလူထုထောက်ခံမှုမရှိသောတူယောင်ရွေးကောက်ပွဲအားဆက်လက်ကျင်းပပါကနိုင်ငံအာဏာအားမတရားသောနီလန်ဖြင့်ရယူရန်ကြိုးပမ်းကျင်းတာဖြစ်သည်ဟု NUG အပါဝင်ဒီမိုကရေစီအင်အားစုများကပြောဆိုထားကြပါသည်။ဆက်လက်ပြီးမုံရွာမြို့ပေါ်မှာပွဲစည်းပတ်တဲ့လူငယ်၄၀ထဲမှနေကိုစစ်အုပ်စုပေါ်တာဆွဲဖမ်းဆီးတယ်ဆိုတဲ့သတင်းကိုကျင်းဆက်ပြီးတော့မှာဖြစ်ပါသည်။ ။စကိုင်းတိုင်းမိုးရွာမြို့ပေါ်ကစူတောင်းပြည့်ဖရာကြီးပွဲတော်ကိုလာရောက်လက်ပတ်တဲ့လူငယ်တွေကိုစစ်အုပ်စုကပေါ်တာဆွဲဖမ်းဆီးတာတွေနဲ့ငွေညစ်တာတွေလုဆောင်နေတယ်လို့မြို့ကန်တွေကသတင်းဌာနကိုပြောပါရယ်။စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပြန်လည်ကျင်းပနေတဲ့စူတောင်းပြည့်ဖရာကြီးပွဲတော်ကိုစတိတ်ရှိုးပွဲပါထည့်သွင်းထားတာကြောင့်လာရောက်လက်ပတ်တဲ့လူငယ်တွေကိုပွဲတော်ကအပြတ်မှာစစ်အုပ်စုကရှုပွဲစတင်တဲ့မနေ့ကအောက်တိုဘာ23ရက်နေ့ညမှာပဲပေါ်တာဆွဲဖမ်းဆီးငွေညစ်တာတွေလုဆောင်နေတာဖြစ်တယ်လို့မုံရွာမြို့ကန်သတင်းရှင်းပြတဲ့အူကပြောဆိုပါရယ်။ ရှိုးဘွဲကမနေ့ကစားတာ၃ရက်လုံးမယ်လို့တော့တရားတယ်။ရှိုးဘွဲမစခင်မှာလမ်းတွေပိတ်ပြီးတော့လုံချိုရေးတင်းကျပ်ထားတာအချုပ်ကားတွေရောပါတယ်။ရှိုးဘွဲအပြန်မှာဖမ်းခံရတဲ့သူတွေကတချို့ကဘာမှအဆက်အသွယ်မရကြဘူးလို့ကြားတယ်။တချို့ကတော့ပြန်လွတ်တယ်လို့လည်းသိရတယ်။မနေ့ကညပိုင်းမှာအိမ်စည်းကားစီးနဲ့ဖမ်းနေတာဟုတ်တယ်။အပြော်ပါမတ်တဲ့သူတွေလောက်ပဲမကြောက်မလန့်သွားကြတာပါလို့မုံရွာမြို့ကန်ကသတင်းဌာနကိုပြောပါတယ်။စီအုပ်စုဦးဆောင်ပြုလုပ်တဲ့စူတောင်းပြဖရာကြီးပွဲတော်ကိုသတင်းကြော်လာပြည်နေညာကပြုလုပ်ခဲ့တဲ့ ပြည်သူရင်ပြင်ပွဲတော်လိုစီကားစီဖို့နဲ့လူငယ်တွေလာရောက်ပျော်ပါစေဖို့စတိတ်ရှိုးပွဲကိုတုံ့ပြန်ကြထဲသွင်းပြုလုပ်နေတာဖြစ်တယ်လို့မြို့ကန်တွေထံကသိရပါဗျ။နောက်ထပ်မုံရွာမြို့ကန်တအူကတော့ဖျားကြီးပွဲစတင်တဲ့7ရက်နဲ့14ရက်2ရက်ထဲမှာပဲလူငယ်40ထက်မနည်းကိုပေါ်တာဆွဲဖမ်းဆီးတယ်လို့သတင်းဌာနကပြောပါတယ်။အတီးတယောက်မနေ့ကနေမနေ့အစောပိုင်းဈေးကျသွားတာဖျားပွဲကြီးကနေတောက်စားပြီးပြန်လာပုံရတဲ့တဲ့။လမ်းပေးအိတ်နေတဲ့လူငယ်တယောက်ကိုကားပေါ်တင်ခေါ်သွားတာတွေ့လိုက်တယ်ပြောတယ်။ ခေါ်တဲ့သူတွေကလည်းအယက်ဝင့်နေလို့ပြောတယ်။မုံရွာမျိုးရှိစူတောင်းပြည့်ဖရာကြီးဖွဲ့တော်ကိုစေအုပ်စုအာနာမသိန်းခင်ကနှစ်စဉ်သတင်းကြော်လာပြည့်ကြော်၅ရက်နေ့ကနေ၁ရက်နေ့အထိကျင်းပပြုလုပ်လေးရှိပြီးဒကြံပွဲတော်ပြီးရင်အစီအကားဆုံးပွဲတော်တစ်ခုလည်းဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။စေုပ်စုကမုံရွာမြို့ပေါ်မှာလမ်းမတွေနဲ့ရက်ခွက်တွေတဲကနေအိမ်တွေထဲမှာမကျန်နေစဉ်ပေါ်တာဆွဲဖန်ဆီးနေတာဖြစ်တယ်လို့လူငယ်အများစုအကြိုက်ပျော်ခွဲရှင်ပွဲတွေကျင်းပပြီးပြီး ဖွဲ့ကပြန်လာတဲ့လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာနဲ့ငွေညစ်ပြီးတချို့ပြန်လွတ်ပေးတာတွေမကြာခဏလုံဆောင်နေတာဖြစ်ပါတယ်။ဒါပြင်စေအုပ်စုကမြို့ပေါ်မှာပေါ်တာဆွဲဖမ်းဆီးတာနဲ့ကြီးဝတွေကိုစစ်ကြောင်းထိုးမီးရှို့ပုံချဲတက်ဖြတ်တာတွေလုံဆောင်နေတယ်လို့တစ်ဖက်မှာလည်းရွေးကောက်ပွဲအတွက်ဒေသခံတွေကိုခေါ်ယူပြီးစာနယ်ရိတ်ကလေယာသုံးဖြစ်စီတွေနဲ့ငွေကြေးပေးစည်းရုံးကအစမ်းမဲထည့်ခိုင်းတာနဲ့မဲစရင်ကောက်ယူတာတွေလည်းလုံဆောင်နေတာဖြစ်တယ်လို့ဒေသခံသတင်းရင်းမြစ်တွေကဆိုပါတယ်။ ဆလဘီမန္တလေးမိုးကုတ်တပိတ်ချင်းလမ်းပေါ်ကအချက်ချာကြတဲ့ဖော်တော့လန်းစုံအတီစေအုပ်စုပြန်ထိန်းချုပ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်မန္တလေးမိုးကုတ်တပိတ်ချင်းကားလမ်းပေါ်ကအချက်ချာကြတဲ့ဖော်တော့လန်းစုံကိုအော်တိုဘာ၁၄ရက်မှာစေအုပ်စုကပြန်လည်တင်ပိုက်ထိန်းချုပ်နိုင်သွားတယ်လို့သတင်းရရှိပါတယ်စေအုပ်စုအနေနဲ့အော်တိုဘာ၁၀ရက်နဲ့၁၇ရက်တွေမှာဖော်တော့လန်းစုံအနီးကဝါဖြူတောင်ပြားနဲ့အော်တိုဘာ၁၃ရက်နဲ့၁၄ရက်တွေမှာဖော်တော့လန်းစုံကိုပြန်သိမ်းယူထိန်းချုပ်နိုင်ခဲ့တယ်လို့စစ်လော်ဘီတွေက အောင်ပွဲခံတရင်ဖြတ်ပါရယ်မိုးကုတ်မန္တလေးကားလမ်းပေါ်ပြန်လေခြေချနေထိုင်ဖို့နဲ့အဲ့ဒီလမ်းကျောပေါ်ကအချက်ချနေရာဖြစ်တဲ့ဖော့ထော့လန်ဆောင်ကိုပြန်ရဖို့စေအုပ်စုကကြိုးစားနေတာလာကြည့်ကြပြီးဖြစ်ပြီးလေကြောင်းလက်နဲ့ကြီးနဲ့ခြုံပစ်ကူတွေတုံးကထိုးစစ်စင်လို့နှစ်ဖက်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့ထော်လန်ရေးအင်အားစုတွေကတရင်ဌာနကိုပြောပါရယ်ဖော်တော်လန်အကျော်ဖော်တော်ခေအကျော်ဇရက်ကွင်းဘက်ကိုဆင်းတဲ့လမ်းဘက်ကိုစကားစထိုးဖောက်နိုင်ပြီလို့ဒေါ်လန်ရေးတက်ဖွဲ့ဝင်သတင်းရင်းမြစ်တအူကအော်တိုဘာ၁၄ရက်မှာသတင်းဌာနကိုပြောပါရယ် ခေါ်တော်လန်စုံဟာမန္တလေးစင်ကူတပိတ်ချင်းထိချိုင်ဖြူဟာလန်နဲ့မန္တလေးစင်ကူမိုးကုတ်ကားလန်းချောင်းပေါ်က အချက်အကျကြတဲ့လမ်းစုံနေရာဖြစ်ပါတယ်။ဒေါ်လန်ရဲ့ကာလာအတွင်အညာနဲ့ရှမ်းမြောက်ဒေသကိုအဓိကချိတ်ဆက်ထားတဲ့လမ်းစုံနေရာတစ်ခုလို့လဲဆိုနိုင်ကခေါ်တော်လန်စုံကိုစေအုပ်စုပြန်ရသွားပါကတပိတ်ချင်းမြို့နယ်တောင်ဖက်ချမ်းစင်ကူမြို့နယ်နဲ့မရီယာမြို့နယ်ကနေမိုးကုတ်နဲ့ရှမ်းမြောက်ဒေသကိုသွားလာတဲ့ဖေမသွားလာရေလမ်းချောင်းပြတ်တောက်သွားနိုင်တယ်လို့ဒေသခံဒေါ်လန်ရဲ့တပ်ဖွဲ့ဝင်များကပြောကြားပါတယ်။ မန္တလေးမိုးကုတ်လမ်းပေါ်ပြန်လည်ခြေချနိုင်ဖို့ကြိုးစားတဲ့စေအုပ်စုကဖော့တော်လမ်းစုံအနီးတစ်ဝိုက်ရှိကြေးရွာတွေဖြစ်တဲ့ဇရက်ကွင်းညောင်ပင်သာနဲ့ပိုးစာကြေးရွာတွေကိုလေကြောင်းတိုက်ခိုက်မှုတွေပြင်းပြထန်ထန်ပြုလုပ်နေလို့အရက်သားပြည်သူတွေတိုက်ဆုံတရားရရှိမှုတွေရှိတယ်လို့လည်းဒေသခံတွေကသတင်းဌာနကိုပြောပါတယ်။စေအုပ်စုကကြေးရွာတွေကိုလေကြောင်းဖုံးကျဲလက်နက်ကြီးထုနေလို့ဇရက်ကွင်းညောင်ပင်သာနဲ့ပိုးစာရွာတွေအပါအဝင်ပေတောင်၊ဝေးပင်မော်၊ကပဲ့ကြီး၊အိုင်ယာ တင်ပေါင်းချောင်းခလန်ချစ်မြောင်ချိုအိုင်းမြိုင်တရာ၄မိုင်၅မိုင်၆မိုင်၇မိုင်၉မိုင်ရွှေမွေးချောင်းဒူးစစ်ချောင်းရေဘူးလက်တီဖိုးကုံတော်တိုင်လမ်းလေချင်းတက်ကိုင်ဝါဖြူတောင်ကြောက်ဖြာစတဲ့ကြေးရွာတွေကဒေသခံတွေဘေးလွတ်မဲ့ထင်းတဲ့နေရာကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ရှောင်နေကြတဲ့ရွာမလူနေစုပဲရှိတယ်လို့ပိုးစာရွာကတအူးကလည်းပြောပါရတယ်။ 2024ခုနှစ်ကဖြစ်ပွားခဲ့တဲ့တပိတ်ချင်းနဲ့တိုက်ပွဲတွေအတွင်ဒေါ်လာရေးတက်တွေကတပိတ်ချင်းမျိုးနဲ့မန္တလေးမုတ်ကုတ်ကားလမ်းကိုအပြည့်အဝသိမ့်ပိုက်ထိချုံနိုင်ခဲ့ပါတယ်။တဘိတ်ချင်းနဲ့တိုက်ပွဲတွေအတွင်းစစ်ရှုံးနဲ့စေအုပ်စုဟာခုနှစ်မိုင်နဲ့တွင်းငယ်ရွာအနီးရှိနောက်ဆုံးလက်ကျန်စစ်စခန်းတွေတဲလာပေါင်းများစွာကိုအောင်နှိခဲ့ပြီးတော့ပြီးခဲ့တဲ့လတွေအတွင်းလေကြောင်းကနေအင်အားဖြည့်ကလေကြောင်းပစ်ကူရှုံးနဲ့လက်နက်ကြီးပစ်ကူတွေနဲ့ပြန်လည်ဖောက်ထွက်ထိုးစစ်ဆင်တာဖြစ်ပါတယ် ။စေအုပ်စုအနေနဲ့စူလိုက်မှတပိတ်ချင်းမြို့ကိုပြန်လည်သိမ်းယူနိုင်ပြီးယခုအောက်တိုဘာမှမန္တလေးမုတ်ကုတ်လမ်းပေါ်ပြန်လည်ခြေချနိုင်တာဖြစ်ပါတယ်။တပိတ်ချင်းနယ်တဲ့တော်လန်ရေးတပ်တွေကပိတ်ဆို့တိုက်ခိုက်လို့စေအုပ်စုလာပေါင်းများစွာခိုးအောင်နေရကနေအခုလိုတံပြန်ထိုးစစ်ဆင်နိုင်တာဟာတရုတ်ကစေအုပ်စုကိုဒရုန်းနည်းပညာကူညီတာကြောင့်ဖြစ်တယ်လို့တော်လန်ရေးတပ်ဖွဲ့ဝင်တအူကပြောပါတယ်။ကစ်တဲ့မန္တလေးတရင်ဌာနရဲ့နောက်ဆုံးရရှိထားတဲ့တရင်များတင်ဆက်မှုကိုဒီမှာပဲရနာပါရစေ နောက်နေ့တွေမှာလည်းသတင်းတို့များတင်ဆက်ပေးနေမှာမို့စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်။အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။